သာတညာလုံးပြန်မလာတဲ့ခင်မွန်းတဲ့ PK ထွန်းကိုပညာသားပါတဲ့လုံရက်တစ်ခုနဲ့စုံမခဲ့တဲ့ပိုးချပြုခင်တင်းဥစာမင်းသမီးပိုးချပြုခင်ကတော့ခင်မွန်းတဲ့ PK ထွန်းကိုအထာကြကြထိန်းချောင်းတဲ့လုံရက်တစ်ခုလုပ်ခဲ့ပါတယ်။ဒါကြောင့်လည်းမျိုးသမီးပြိတ္တတွေကချီးကျူးနေကြတာပါ။အလုံးသိကြတဲ့အတိုင်းပိုးကြပြခင်ဟာသူမရဲ့ဒုတိယမြောင်ရှင်သွေးလေးကိုကိုဝင်လွယ်ထားရကမကြခင်မှာမီးဖွားတော့မှဖြစ်ပါတယ်။ ီလိုမီးဖွားဖို့နေရပဲလို့တော့တဲ့အချိန်တည်င်းချွတ်လာပြီးနေမှာတော့ပိုးချပြုခင်ရဲ့ခင်မုန်းတဲ့ PK တုံးကတငယ်ချင်းနေနဲ့ဘာသွားမယ်ဆိုပြီးတညာလုံးပြန်မလာခဲ့တာပါပိုးချပြုခင်ဟာပိုက်တဲကကလေးထွန်းလွန်းလို့ရုံးကန်လှရှာနေပြီးအချိန်မီးမွေးနိုင်တဲ့အချိန်အခုလို PK တုံးကတညာလုံးအိမ်ပြန်မေးပဲပျော်ရှာနေလို့တတော်လေးပောက်ကွဲနေခဲ့တာပါဒါကြောင့်လေသူမကကလေးမွေးဖွားခံနေတဲ့အချိန်မှာခင်မုန်းတဲ့ကိုလိုအပ်ကြောင်း PK တုံးပဲရောက်နေလဲမသိကြောင်းတွေ့ရင်အိမ်ပြန်လာဖို့ပြောပြပါဆိုပြီး post တင်လိုက်တာဖြစ်ပါတယ် မိုးရင်းကနေ့လယ်ပိုင်းချိန်မှာတော့ PK တွန်းတယောက်ပြန်ရောက်လာတယ်လို့သိရတာပါ။မဖြစ်ဖြစ်ပိုးချပြုခင်တင်လိုက်တဲ့ post တောင်း PK တွန်းကိုလူတွေကဒီလိုမလုပ်တဲ့ကြောင်းဝိုင်းပြောကြတာပါ။ PK တွန်းတယောက်လည်းတိုင်းတိပြည်တိဖြစ်သွားတာကြောင့်နောက်နောက်ဒီလိုလုပ်ရဲတော့မှာမဟုတ်ပါဘူး။ဒါကြောင့်လည်းအမျိုးသမီးတွေကပိုးချပြုခင်အနေနဲ့ခင်မွန်းတဲ့ကိုနှစ်ကိုကြားပြောဆိုညှိနှိုင်းလို့မရတဲ့အခါမှာအခုလိုတိုင်းတိပြည်တိ post တင်ကထိန်းကျောင်းတဲ့လုပ်ရက်ကပညာသားပါရင်ဆိုပြီးချီးကျူးနေကြတာဖြစ်ပါတယ်။